ီစင်မှာပိတ်ရမှာပြင်ဦးလုံးကိုအလဲပတ်သွားကြမယ်မိသားစုတွေနဲ့မိတ်ဆွေတွေအတွက်လက်ရကောင်းတဲ့ debris ရဲ့တရုတ်ဟင်းလျာပင်လေးတကိုလုံလောက်ညွှန်ပေးပါရစေနော်အခုပြထားတဲ့ဝမ်းမြချင်မာလာကလီပိုရိုက်စ်ကတော့မလိုင်လုံးရဲ့မီနူးဆိုပြီးကို The Bridge မှာထားပေးထားပါဗျ။ ဲ့အတိုင်းဝတ်သုံးထက်တာအလွာပြားတွေထဲထီအရသာဝင်အောင်ချထားတယ်။မာလာအဆက်ကလေးကိုမှအရသာလေးထပ်တိုးပြီးတော့အစ်စ်အနေနဲ့မြင့်ချင်နှုံးလေးတွေထည့်ပေးထားလို့ချင်းဆက်ကလေးဖြစ်သွားပြီးတော့စီချွတ်မာလာစမိုက်အနံ့နဲ့မြင့်ချင်အနံ့ကလေးပေါင်းထားတော့အနံ့နဲ့တည်းရေချိုချင်စရာလေးဖြစ်နေပါတယ်။ ကိုမှအရတာအပြေအဝဝင်နေတဲ့မြေအိုးထမင်းလေးရဲ့အောက်ခြေပိုင်းဂျိုးကျွတ်ကလေးနဲ့ပါစားလိုက်ရရင်တော့အာကားပါစက်လူဖြစ်ရချို့နှက်သွားစီမှအသေးချပါပဲနော်ရီယာဒီမစားတာထက်စားရင်အခုလိုမျိုးရာဒီဥဒုကလေးအေးနေတဲ့ဆောင်းမင်းနဲ့ပိုလိုက်ဖက်တာမို့လို့အမြန်လေးသွားမိကြပုံမှားလိုက်ရပါတယ်။ เจ้าอย่าตีนันไล่ผัดไปတော့အနမ်းရတာနဲ့စားချင်စိတ်ကိုနှုတ်ဆက်ပေးနိုင်တဲ့ချင်းဆောင်မွေးချက်မဆိုင်တဲ့ fish stock ပန်းထားတဲ့ collagen ဟင်းရည်ထဲမှာအငီးနဲ့ကျင်းနဲ့ငါအသားနွားလေးတွေကိုအချိုတက်ပိုပြင်းစေဖို့ထည့်ပြီးရဲ့နောက် ်သူမိတ်ဂျင်းတို့ငရုတ်ချောင်းဝါချောင်းစီလိုမျိုးအထုံအဆက်တွေကိုပါစီပူလောင်းပြီးတော့အနမ်းအရသာပိုပြည့်စုံစေဖို့ပြင်ဆင်ပေးထားတဲ့ငါးချက်မဆိုင်ဟင်းကြီးလေးကမိသားစုတမန်ပွဲရဲ့အလဲတဲ့အဖြစ်အရန်ကိုထဲဝါစီမှာပါ အတဲလိုမျိုးကြော်တဲ့မီအချိန်အစားပို့သွားတာနဲ့ခါးသွားနိုင်တဲ့ပါဝင်ပစ္စည်းကိုအခါတတစိုးတစီမရှိစတဲ့ဂျင်းနုလေးတွေနဲ့အနံထင်းပြီးတော့အရသာရှိရှိကြော်ပေးထားတဲ့ဝတ်တဲဂျင်းနုကြော်လေးကလည်းလူကြီးတွေအကြိုက်တွေ့မဲ့ဟင်းလျာမျိုးလေးပါကြီးရီအကြိုက်ပေးရင်တော့ကလေးတွေသဘောကျကြမယ်ဟင်းပွဲကြီးကတော့ဟောဒီကပစွန်ချိုချင်ကြပါ အစုံအကိတ်ကလေးတွေကိုတမ်ပူရာကြော်ပေးထားပြီးတော့မှချိုချင်းဆော့စ်နဲ့မအီအောင်လို့ပြန်ထိမ့်ပြီးငါနဲ့သေးငရုတ်ပွားခရမ်းချင်လိုမျိုးချိုချင်းဆော့စ်နဲ့လိုက်ဖက်ပြီးတော့အနံ့အရာတာကိုစာတိုးခန့်စားနိုင်စီမယ်အယောင်အသွေးဆုံဆုံအသေးနံတွေထည့်ပေးထားလို့ဆိုင်းမှလူကြိုက်များတဲ့ဟင်းပွဲဆိုရင်လည်းမမှားပါဘူး ပဇွန်အသားလုံးရဲ့အချိုတန်းနဲ့ရေညှိရဲ့အူမာမီဖြစ်မှုကိုပေါင်းစပ်လိုက်တော့တောင်ပေါ်မြို့ပေါ်မှာတောင်မှပင်လယ်ရနက်ပင်လယ်အရသာကိုရှာဖျားပေါ်တင်ပြီးတော့နွေ့နွေ့ထွေထွေတောက်လိုက်ရရင်ဖြစ်ရင်သေးတယ်မကဝမ်းတဲ့အထိပါချိုးမွှေးနှွေးသွားစီမဲ့ဟီးပူပူကလေးကတော့ပဇွန်အသားလုံးရေညှိဟင်းရပါလုံးအကျိုက်ဆုံးမင်းမျိုးဆိုရင်လည်းမမှားပါဘူး အစင်အသားမြတ်မြတ်ပါတယ်သုံးသက်တာအသားကောင်းကိုမှမအီစေရပဲနဲ့အဆက်ကလေးစားနိုင်ရုံလဲပါရမယ်အမြင့်မှလဲလှရမယ်စားချင်စိတ်ဖြစ်တဲ့အချိန်မွေးကလည်းမွေးရမယ်ဆိုရင်တော့ဝတ်သုံးသက်တာစီချွန်ချက်ထက်အသင့်တော်တာမရှိတော့ပါဘူးပေါ်ရှင်းဆိုလို့ရှိရင်လေလူ3-4ယောက်တေချာစားနိုင်တဲ့ပမာဏမျိုးမျိုးလို့လူအုပ်တောင်းလို့ရှိရင်ရွေးတဲ့ဟင်းပွဲလေးဖြစ်ပါတယ် ရှာရှူအသားငင်တွေကိုတောင်းပုံရပုံပြင်ပြီးတော့ပွဲပြင့်ပေးထားတဲ့ဒီခောက်ဆွဲကြော်လေးကတော့ခမင်းလက်မစားရှင် app option လဲရွေးချယ်တဲ့သူတွေအတွက်တင်တော်ပါတယ်ရှာရှူဥရုံကိုမှတ်မယ်ဆိုရင်တော့ Wagner လေးတင်းနေတဲ့ခောက်ဆွဲကြော်တွေပါတယ် special sauce ရဲ့အချိုအငံမြတာလိုက်ဖက်နေချက်တင်မကပဲနဲ့မီးအချိန်အစားကောင်းကောင်းနဲ့ကြော်ထားလို့ပါဝင်တဲ့အသေးအရွက်တွေကအစားအရန်အနေနဲ့စားရတယ်မခံစားရအောင်ဒီကိုပါဇက်ထဲမှာဝါရတာအရန်ကောင်းလို့ပါဇက်ထဲမှာဟင်းတိဟင်းရတဲ့ဟာ တာခုန်နေတယ်လို့တောင်ခံစားရတဲ့အထီးပါပဲ။ရှာရှုအတားခင်လေးကလည်းအချို့အငံမြတ်မြတ်တတနဲ့ပြည့်စရာပယ်စရာမရှိအောင်လို့တမြုံမြုံနဲ့စားလို့အရန်ကောင်းပါလေ။လုံးစားဖို့ခဲ့သမျှမျိုးထမင်းတွေထဲမှာ the bridge က chicken flavor rice ကတော့အိုးတစ်ခုထဲမှာနေမယ်အသားအရသာရောငါးအရသာပါတပြိုင်တည်းရစီတဲ့ menu ပါ ။ထမင်းကိုမှငပုတ်ချောက်ကလေးနဲ့လှိမ့်ပြီးတော့မြေအိုးထဲပြန်ချက်ပေးထားလို့အိုးပုံးလေးဖွင့်လိုက်တာနဲ့မွေးကနဲ့ကိုဖြစ်သွားပါတယ်။ဒါကိုယ်တွေမကပဲနဲ့အသေးရွက်ကလေးတွေကအစာချက်ဥချောင်းနဲ့မွေးနေတဲ့စီထဲလှိမ့်ထားပြီးတော့မျိုးလေးတွေရောပါတာမို့လို့ထမင်းနဲ့ရောနေလိုက်တဲ့အချိန်မှာအနံ့ကလေးတွေကနေတစ်ဆင့်ဒါစားလဲပါလို့ခေါ်နေတယ်လို့ကိုမွေးနေရပါဗျ။ အသားဆိုလို့ရှိရင်လည်းမြင်ရတဲ့အတိုင်းကိုအရှံပေမှုလို့မြေအိုးထမင်းအချိုပိုင်းရှင်းကြိုက်တဲ့သူတွေဆိုရင်ဒါလေးကိုဆက်ဆက်စားကြည့်ခဲ့ကြပါနော် ဘဲဦးနှစ်ကလေးရဲ့ဝါဝင်းဝင်းအရာရဲ့အီစိမ့်စိမ့်ကလေးမွေးနေတဲ့အနံ့ရည်ကိုအတိအကျယူပြီးတော့ပစုံကလေးတွေထည့်ကျော်ထားတယ်လို့မျိုးဘေးမှာအကျွတ်ကျော်ကလေးတင်ပြီးပြင်ပထားတယ်။ဘဲဦးထမင်းကျော်လေးကရိုးရိုးရှင်းရှင်းလေးပဲမယ်။ငယ်ဘဝကြောင်းတော့ဖို့အသိဖြစ်နေချိန်မှာကြောင်းကားဆောင်နေတော့အမေးလက်နဲ့လှခွန်ချွေတဲ့ထမင်းလုပ်လေးလိုမျိုးရင်ထဲကိုနှွေးစီပြီးတော့စားလိုက်တဲ့အခါမှာအထီးမကျန်တော့ဘူးဆိုတဲ့ခံစားချက်ကိုပေးပါတယ်။ပိုရှင်လည်းတော်တော်များလို့အစားနေလို့ရှိရင်နှစ်ယောက်တောင်လောက်မဲ့ပမာဏလည်းပါပါတယ်။ the bridge မှာဒီလိုမျိုးတရုတ်ဟင်းလျာတွေအပြင်အနောက်တိုင်းဟင်းလျာတွေကိုလည်းစုံစုံမှလို့ရပါသေးတယ်။လုံးအခုပြထားတဲ့ကျိုင်းယင်ဘွန်စတိတ်3ဆိုလို့ရှိရင်ပေါင်းပြီးတော့မဟတ်စတေးချက်တုံဖြူတွေထောပတ်လူတွေနဲ့မွှေးမိအောင်ပြန်နှင်ထားတာကို mash potato veggie steak sauce လေးတွေနဲ့တွဲပေးထားလို့တပွဲနဲ့တင်ပိုက်ဝစီတာမျိုးလေးပါ။ ရင်ဦးလင်လာတဲ့အခါမှာ all you can eat ဆိုတဲ့စောင်းပုံးနဲ့ဇီဝကလမ်းမောက the breeze ပြုံးလွင်ကိုတစ်ခါလောက်ရောက်ဖြစ်အောင်ဝင်ခဲ့ဖို့မှားလိုက်ပါရစေရှင်။နောက်ဒီလိုတွေမှာပြန်ဆုံကြပါမယ်။တတား